လာဟုတ်ဟောမင်္ဂလာပါအမ်ဒီနေ့အဘာကြောင့်ပြောပြပေးမလဲဆိုတော့ကျွန်တော် mass man ပေါ့နော် mass man တို့ဒီ interview တွေဘာတွေမေးလေးရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီလောက်နည်းနည်းပြောပြပေးမယ်ပေါ့နော်အာဒီကဒီ မက်စမန်နဲ့ပတ်သက်ပြီးတော့မေးတဲ့ interview ကတော့အဓိကတော့ garbage ပေါ့နော် garbage ကိုမေးတယ်။အော် garbage အပံအဓိကဘယ်နှပိုင်းမှာပြစ်လို့ရလဲဆိုတဲ့ဟာတော့ interview တော်တော်များများမှာမေးတယ်ပေါ့နော်။အဲပြီးတော့ကျွန်တော်တို့ duty duty မေးတယ် duty မေးတယ်ပြီးလို့ရှိရင်အဲ duty မေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တနေ့တာပေါ့နော်တနေ့တာမှာဘယ်အချိန်နေမှာမလုပ်လဲဆိုတဲ့မလုပ်ရလဲဆိုတဲ့ဟာပေါ့နော်။အဲအဲ့လိုဟာတွေမေးတယ်ပေါ့နော်။အဲလူ သစ်အနေနဲ့ဆိုရင်တော့တချို့ဟာတွေကြတော့ကျွန်တော်တို့ဟို BST တွေကပါတဲ့ဟာတွေမေးတယ်နောက်တစ်ခါကျတော့မဖြစ်မနေသိတင်တဲ့အဲ့တော့အလန်းနေပေါ့နော်ဟို fire land ဟို abandoned ship တူပြီးတော့ဟိုမန်တို့ပဲပို့ပေါ့နော်အဲ့အလန်းနေကြောင်းမေးတယ်ပေါ့ပြီးတော့ mindset ပါညာပေါ့အလောက်ပါပဲဒါပေမဲ့ဟိုတခုရှိတာကတော့ ကျွန်တော်တို့လူသစ်ပုံစံမျိုးနဲ့အင်တာဗျူးဖြစ်လူသစ်ပုံစံမျိုးနဲ့အင်တာဗျူးဖြစ်ရတဲ့မျိုးပေါ့နော်ဒါမို့ကိုကအဲ့လူသစ်ပုံစံနဲ့ကျွန်တော်တို့ဒီလူဟောင်းပုံစံမျိုးပေါ့နော်စာအုပ်ထဲမှာတလုံးထည့်ပြီးတော့အင်တာဗျူးတဲ့ဟာဆိုရင်တော့ကျွန်တော်တို့ပထမပထမတင်မောပေါ့နော်ပထမတင်မောမှာအဲပထမတင်မောအကြောင်းတင်မောနာမည်တင်မောကြီးရည်ဘယ်လောက်လဲပြီးတော့ဟိုဟိုဘဲခရီနဲ့တွဲခဲ့လေပေါ့နော်အဲဘယ်သူနဲ့တွဲစီဘူးလဲ အဲ့လိုပုံစံမျိုး officer တွေကအဲ့ဘယ်လိုမျိုးလဲအဲ့လိုမျိုးတော့မေးတက်တယ်ပေါ့နော်အဲ့လိုမျိုးတော့မေးတယ်မေးတက်တာမို့မေးကိုမေးတယ်ပေါ့နော်ပထမစီးခဲ့တယ်နောက်ဆုံးစီးခဲ့တဲ့တင်မောရဲ့အဲ့လိုဟိုနောက်ဆုံးစီးခဲ့တဲ့တင်မောရဲ့အတွေ့အကြုံတွေပေါ့နော်အဲ့ဒါကိုမေးတယ်ပေါ့ပြီးရင်အဲ့တင်မောမှာဘယ်ချင်းတွေထားလဲဟာဘယ်ချင်းဟိုလုံးလုံးလဲဘယ်ချင်းတွေခေလီတွေဝင်လဲအဘယ်ချင်းတွေ rest time လဲပေါ့နော်ဘယ်ချင်းနားလဲပေါ့အဲ့တနေ့တာလောရတဲ့ဟာတွေသူတို့ interview တွေပေါ့နော်အဲ့သူတို့သူတို့မေးတယ်ပေါ့အဲ့တချို့ဟာဒီချုံနေနေ ်ဟောနည်းနည်းဟိုဟွာဖြစ်တဲ့သူတွေဆိုရင်တော့နည်းနည်းရှာကြောရှိရလို့ဆိုရင်တော့အဲမဆိုင်တာတွေပေါ့နော်ဟိုဒီ garbage ကိုဘယ်လိုပြစ်လဲပြစ်လို့ဟိုပြင်ပြင်ရောအပြင်ရောဘသူရဲ့ order ကိုယူလဲပေါ့နော်ဒါပေမဲ့အဲကျွန်တော် chief officer ဖြစ်နေအောင်မအချို့ပါသမရှင်မြေချို့သာလှုပ်ရှုံနေမြေဘသူ့ကိုဟောဖြစ်မလဲ။အဲကြောင်ကျွန်တော်ချစ်ကိုဖြစ်ရပါတော့။အချစ်ကိုမှမအားရင်အမင်းဘာလုပ်မလဲဆိုတဲ့ဟာမျိုးတွေထပ်ပြီးတော့ကွန်တာမျိုးတွေရှိတာပေါ့နော်။ အဲအဲ့လိုမျိုးတွေပေါ့အဲကျန်အချိန်ကိုကဒီတာမန် outside area မှာဆိုရင်တော့ကျွန်တော်ဒီ special area မဟုတ်ရင်တော့ကျွန်တော်တို့၃မိုင်နဲ့ပြေလို့ရတယ်ဒါမှမဟုတ်ဒီ special area ကျွန်မဆိုရင်၁၂မိုင်ပေါ့ပေါ့ဒီကတော့၁၂မိုင်လို့ဖြေရတော့အကောင်းဆုံးပဲပေါ့နော်တော်တော်များ၁၂မိုင်လို့ဖြေရတော့အကောင်းဆုံးပါပဲအဲအဲ့လိုမျိုးတွေတော့မေးရပြီးတော့ဒီဟို gallery မှာရှိတဲ့ဒီ fire fire extinguisher နဲ့ပတ်သက်ပြီးတော့လည်းမေးတယ်ပေါ့နော်အော် gallery မှာဘယ်လို ဘယ်ဘယ်ကယ်လီမှာဘယ်လိုဟိုအမျိုးတွေရှိလဲပေါ့နော်ကျွန်တော် fire blanket ရှိမယ်ပြီးလို့ရှိရင်အာ fire blanket တို့ကျွန်တော်တို့ကျွန်တော်တင်မောအခုတင်မောမှာဆိုရင်တော့ဟို CO2 system ပါတယ်ပေါ့နော် CO2 system ပါတယ်ကျွန်တော်ဒီတင်မောမှာဆိုရင်တော့ CO2 ပါတယ်အဲအဲ့လိုအဲ့လိုဒီ interview တွေမှာ interview မှာသူကဘာကယ်လီမှာကယ်လီမှာပေါ့နော် in case fire ပြီးလောင်ရင်ပြီးလောင်ရင်မပါလို့မလဲပေါ့ပြီးလောင်ရင်ပါလို့မလဲဆိုရင်အဲ့လိုသူကဒီချုံမီးကကြီးလာသေးလာပေါ့နော်အဲ fire blanket နဲ့ရလာမရောက်ရွှင် အဲဘယ်လိုလုပ်မလဲပေါ့အဲအဲ့လိုကျွန်တော်တို့မေးလို့ရှိရင်ကျွန်တော်ကဒီဟိုကလေးမမီးလောင်ရင်ဟောသူကဒီကားတွေကုန်ပေးပြီးတော့ဒီလေဝင်ပေါက်တွေကုန်ပေးပြီးတော့ကျွန်တော်တို့ဒီ CO2 system ပါလေတမောစကြတော့အဲ့လိုဒီ operation ကို online တော့ကြာတော့ပေါ့နော်ကလေးမမီးလောင်ရင်မလုပ်မလဲဆိုတဲ့ဟာလေးလည်းမေးတယ်ပေါ့နော်အဲ တော်များတော်များများတော့ဟိုအဓိကတော့ garbage နဲ့ပတ်သက်ပြီးမိတာပေါ့ garbage နဲ့ပတ်သက်ပြီး garbage ဘယ်လိုမျိုးရှိလဲအဓိကကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ garbage ကပါလဲပေါ့နော်အဓိကတော့ food waste ရော plastic တို့အဓိကတော့အဲဒီဒီဟို paper ကန်တွေပေါ့နော်အဲအဲ့ဒါတွေကတော့ကိုကိုဒီ manage လုပ်ရတဲ့ဟို garbage တွေ manage လုပ်ရတာပေါ့အဓိကတော့ mass man ကတော့ဟို food waste ဆို food waste တွေထည့်ရတာပေါ့နော်ဒီ ေးပါ plastic to plastic ပေးပါလို့ပေးပါပေါ့နော်ကန်တို့ bottle တို့ဆိုတက်တက်တခုပေါ့နော်ဒီမှာတော့ color ကျွန်တော်တင်ပေါ်မှာ color မခွဲတာအကုန်လုံးကတော့ဟို red paint နေပဲပေါ့နော် red paint နေပဲအကုန်လုံးမိုက်ပုံးကအနီအောင်နေတကုံးတော့ red color တော့မခွဲတာဘူးဒါပေမဲ့စာတော့ရည်ရတာပေါ့နော်စာတော့ရည်ရတာရှိတာပေါ့နော်အဲဒီ interview နဲ့ဟိုမတက်ပြီးတော့ဟိုကျွန်တော်တို့အရင်တော့ဆရာပေါ့နော်ဆရာသူပြတဲ့နှုတ်ပြများရှိတယ်ပေါ့တကယ်လို့ interview နဲ့ပတ်သက်ပြီးဟိုသိချင်တာအော်တခုရှိတယ်ဟို ျွန်တော်အနေနဲ့ဟို sharing လုပ်ပေးလို့ရတယ်ပေါ့နော်အာနောက်တစ်ခုကကြတော့ဒီဘယ်လိုပြောမလဲအာဒီကအချိုး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  line လေးမှာဒီ special area လေးမေးရပေါ့နော် special area ဘယ်နှစ်ခုလောက်ရှိလဲ special area ဥမာကျွန်တော်တို့ botic sea တို့ mediterranean တို့အာ wider cave တို့ပေါ့နော်ဥတော့ black sea ရစီတို့ ဟာနောက်စီတော့ Atlantic area တော့ cafe area အဲ့လိုမျိုးပေါ့နော် area တွေကတော့ special area ကတော့ခုနှစ်ခုလောက်အဲခုနှစ်ခုလောက်ရှိမှတင်တယ် special area ကတော့ဒီကတော့အေးရပေါ့ကျွန်တော်တို့ဒီ galley နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ hygiene တွေပေါ့ hygiene နဲ့ပတ်သက်ပြီးတော့လည်းမေးရပေါ့နော် hygiene နဲ့ပတ်သက်ပြီးတော့မေးရအာ galley hygiene တို့ဒီ personal hygiene တို့ပေါ့နော် hygiene တို့လည်းမေးရပေါ့အဲ့ hygiene တွေကိုသိချင်တယ်ကျွန်တော်တို့ဒီ chat gpt မှာရိုက် chat gpt မှာရိုက်ပြီးရှာလို့ရတယ်ပေါ့နော်အဲ့ကောင်းလေးရှာလို့ရတယ်တကယ်လို့ ကျွန်တော်ပြောတာဒီအဲ့ဒီကဘာလဲလိုအပ်ချက်တခုခုရှိရဲဆိုရင်လည်းအင်တာဗျူးမှာဗိုင်းပေးတယ်ဆိုတော့အတွေ့အကြုံရှိရဲသူတွေညီမကျွန်တော်ဒီ sharing လုပ်ပြလို့ရတယ်ပေါ့နော်လိုအပ်တာရှိရင် comment မှာ sharing လုပ်ပြလို့ရပါတယ်တကယ်လို့အဲ့လိုမျိုးပေါ့နော်အင်တာဗျူးတွေဘာတွေမေးလို့ကိုကဟိုမသိတာမျိုးနဲ့ အာဂျုံခဲ့လို့ရှိရင်ပေါ့နော်အခုဒီလက်ရှိ ID ကကြီးမှာဆိုရင်ကျွန်တော်တို့ဟိုအာ ChatGPT ChatGPT ပေါ့နော်အဲ့ကောင်ကိုတုံးပြီးတော့ကျွန်တော်တို့မေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်ဆိုရင်အဲ့လို interview ဖြေနေနေဒီဘက်ဟိုရုပ်ရုပ်ကိုသူက camera off တာရတယ်ပေါ့နော်အဲ့ကိုသိနေတယ်သူကဟိုကမေးတယ်ကိုမသိတဲ့ခါကျရင် ChatGPT ကိုကောင်းနေလေချင်မှသူရှာဖြေထွက်လာတယ်အဲ့ဖြေတယ်ကျွန်တော်တို့တော့ရေးပြီးတော့အဲ့တဲ့နှုတ်တွေအတိုင်းဖြေလိုက်တိုင်းမျိုးလည်းရှိတယ်ပေါ့နော်ဒီဒီနည်းပညာခက်မှာနည်းနည်းကိုညံ3ရက်3လောက်ပေါ့နော်ဟောတေဟွာဟို နည်းလွဲကူလာတယ်ပေါ့နော်ကိုသိကျင်တဲ့အကြောင်းအရာတွေကိုချက်ကြည့်ပြီးမေးလို့လည်းရတယ်ပေါ့ဒါပေမဲ့ခါကျရင် तू မဖြေနိုင်တာရှိတယ်ကျွန်တော်တို့ဒီတင်မောနဲ့ပတ်သက်ပြီးတော့ချိုးမဖြေနိုင်တာလည်းဟိုကိစ္စရှိတယ်ဒါပေမဲ့ तू ရှေ့ तू ရှေ့ရတဲ့အဖြေရတယ်များသွားရတယ်ရှိတယ်ပေါ့နော်အဲဒါတော့ဟိုအင်တာဗျူးနဲ့ဟိုပတ်သက်တဲ့ဟာပေါ့နော်အင်တာဗျူးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော် share လုပ်ပေးတာပါကဲလို့ message man နေနေနဲ့ message လုပ်မဲ့သူတွေပေါ့နော်အဲ first time ဥမာလုပ်မဲ့လူတွေဆိုရင် charge မှာဟို message man နဲ့ပတ်သက်တဲ့အဲ့လို ဟို note တွေရှိရပါတော့ note တွေရှိတယ်ဟိုအသီးသင့်တဲ့ဟာတွေပေါ့နော် garbage bin တွေမျိုးရှိတယ် fire extinguisher ဘယ်လောက်ရှိတယ်အဲ့လို note တွေရှိတယ်တကယ်လို့ကျွန်တော်ဟိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဟို share လုပ်လို့ရပါတယ်ဟုတ်ပါတယ်ဒီမှာလေ bye